ညီကိုရင်းနှွေဖြစ်ပေမဲ့လွှမ်းပိုင်တဲ့ဒဇက်လေးမှမတူတဲ့အစိတ်ထားတစ်ခုကြောင့်တာယာပျော်ရှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတဲ့ကျော်စုပရိသတ်များအလုံးမင်္ဂလာပါရှင်ဆယ်လီယမ်ပလပ်စ်ကနေပြည့်လေးကြိုဆိုလိုက်ပါတယ် မိဘအတူတူမွေးဖွားတဲ့ညီကိုရင်းဖြစ်ပေမဲ့အကိုဖြစ်သူကတာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုတိဆောက်ထားနိုင်ခြင်းညီဖြစ်သူကတော့မိမတွေနဲ့ဇရာရှုပ်ကယူဇရာအမျိုးသမီးမရှိဘဲနာမည်ပြက်နေရသူကတော့တရုတ်ဆောင်လွမ်းပိုင်တဲ့ကျော်စုတို့ညီကိုဖြစ်ပါတယ်။အနုပညာလောကမှာအစိုးရလွမ်းပိုင်တဲ့ကျော်စုတို့ကအနုပညာလောကထဲမှာညီကိုရင်းချတွေဖြစ်ကြပါတယ်။အားလုံးသိကြတဲ့အတိုင်းအစိုးရလွမ်းပိုင်ကတော့အစောပိုင်းမှာဟစ်ဟော့အစိုးရရပ်ပါတအူးဖြစ်ပြီးတချင်းတွေရေးတောင်တချင်းဆိုတာတွေကိုလုပ်ခဲ့ပါတယ်။ ဒါအပြင်နောက်ပိုင်းမှာတော့အစိုးရလွမ်းပိုင်ဟာရုပ်ရှင်နဲ့တရုတ်ဆောင်မင်းသားတအူးနေနဲ့အနုပညာလောကထဲမှာအခြေချနေရဖြစ်ပါတယ်။ဒါဒီမကသေးပါဘူး။အစိုးရလွမ်းပိုင်ကတခါတလေမှ game stream မှာလည်းလုပ်ပါသေးရဲ့။လွမ်းပိုင်ရဲ့အကိုကျော်စုကတော့ MRTV4 ရုပ်သံလိုင်းတွေကနေတဆင့်တရုတ်ဆောင်မင်းသားလှုပ်ရင်းနဲ့နာမည်ကြီးခဲ့တာဖြစ်ပါတယ်။အထူးသဖြင့်တော့ကျော်စုဟာတရုတ်ဆောင်ရမှာလည်းတည်ငြိမ်အေးဆေးပြီးတော့ပိုင်နိုင်စွာတရုတ်ဆောင်နိုင်တာကြောင့်လည်းအားပေးရပရိသတ်တွေကအများစွာရှိနေရပါဘူး။ ဒါကြောင့်လည်းလွမ်းပိုင်တဲ့ကျော်စုတို့ဟာညီရောအကိုပါအောင်မြင်တဲ့အနုပညာရှင်တွေတဲကညီကိုနှစ်ယောက်ဖြစ်အနုပညာလောကမှာရပ်တည်နေရဖြစ်ပါတယ်။ လွမ်းပိုင်နယ်ကျော်စုတို့ကအခုလိုမျိုးညီကိုရီဆိုပေမဲ့လည်းတယောက်နဲ့တယောက်စိတ်သက်ချင်မတူပါဘူး။ဒါအပြင်ကျော်စုနဲ့လွမ်းပိုင်တို့ကညီကိုအရင်နေဖြစ်ပေမဲ့တဦးနဲ့တဦးနီနီကက်ကက်မရှိဘဲနဲ့ကိုစီအမှုပညာလှူရှာမှုတွေကိုတီးကြားစီလောက်ကင်နေကြတာပါ။ဒါကြောင့်လည်းတော်တော်များများပြည်သက်တွေဆိုရင်လွမ်းပိုင်နယ်ကျော်စုကိုညီကိုမန်းတော်မတိကြပါဘူး။အခုခါမှာတော့ကျော်စုနဲ့လွမ်းပိုင်တို့ဟာညီကိုအရင်နေဆိုပေမဲ့သူတို့ရဲ့အခြေအနေတွေက တော်တော်လေးကိုကွာခြားနေပါပြီ။အခုချိန်မှာတော့ကျော်စုဟာအောင်မြင်တဲ့မင်းသားတစ်လက်ဆိုပေမဲ့လည်း ဇနီးတဲ့နဲ့အတူတာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုတိဆောက်ထားနိုင်ခဲ့ပါပြီ။အခုဆိုရင်တော့လွမ်းပိုင်ရဲ့အကိုတယုံဆောင်ကျော်စုဟာစစ်စရာကောင်းတဲ့သားလေးနဲ့ပျော်ရွှင်နေခဲ့ရပါ။အကိုဖြစ်သူကျော်စုကတာယာတည်ငြိမ်တဲ့အိမ်ထောင်ကြီးတိဆောက်ထားနိုင်ပေမယ့်ညီဖြစ်တဲ့လွမ်းပိုင်ကတော့အခုထိတည်ငြိမ်ရင်ကျက်မှုမရှိသေးတာဖြစ်ပါတယ်။အလုံးသီးစားရတဲ့လွမ်းပိုင်ဟာမချောသုံးယောက်ကိုတယောက်ဇလန်းဖြစ်ပြီးတော့လူပြိုကြီးဖြစ်နေခဲ့ရပါ။ လွှမ်းပိုင်ရာအခြေဦးဘော်ဘီဆော်ဆာကိုလမ်းခွဲက Novo Etta နဲ့တွဲခဲ့ပါတယ်။ဒါပေမဲ့လွှမ်းပိုင်ရာ Novo Etta ပလေးတာကိုအလှပဆုံးခံလိုက်ရပါတယ်။ Novo Etta ကလည်းလွှမ်းပိုင်တယောက်ဘော်ဘီဆော်ဆာနဲ့ပြတ်အပြေးမှာသူမနဲ့မတိုက်ဆိုင်ကြောင်းမီဒီယာမှာစွန့်ငင်းခဲ့တယ်လို့လွှမ်းပိုင်ကိုပလစ်ပြီးတော့ထွက်ပြေးသွားတာပါ။အခုဆိုရင် Novo Etta ကထိတ်တန့်ရုပ်ရှင် producer တထင်းကြီးတယောက်နဲ့တွဲနေပါတယ်။ အဲ့ဒီအချိန်မှာလွမ်းပိုင်တယောက်မြောက်တိတ်ခိုင်းလို့ဖြစ်နေတာပေါ့အစောပိုင်းမှာတော့လွမ်းပိုင်တယောက်နန်းစုရည်စိုးနဲ့အတူအခမ်းအနားပွဲတွေမှာတက်ပြီးတော့ပျော်ရွှင်နေခဲ့ပါသေးတယ်။ဒါပေမဲ့လည်းဟိုတလောတော့ကဘော်ဘီဆိုဆာနော်ဖော်ရထားနဲ့နန်းစုရည်စိုးတို့သုံးပွင့်ဆိုင်ပြဿနာတက်ပြီးမှနန်းစုရည်စိုးကလည်းလွမ်းပိုင်ကိုထားသွားပါပြီ။ဒါကြောင့်မလို့လွမ်းပိုင်တယောက်အသေးခွဲပြီးတော့လူပြိုကြီးဖြစ်နေသေးပါ။အကိုဖြစ်သူကျော်စုကတော့တာယာတဲ့မိသားစုဘဝလေးနဲ့ဖြတ်တန်းနေချိန်ညီဖြစ်သူလွမ်းပိုင်ကတော့အဖေဖြစ်နေတာကသစ္စာတရားနဲ့ဆိုင်တယ်လို့လည်းဆိုကြပါတယ်။ဒီဗီဒီယိုကိုကြည့် င်နေကြတဲ့ပရိသတ်တွေကရောလွမ်းပိုင်တဲ့ကျော်စုတို့ညီအကိုရဲ့ကွာခြားပုံလေးတွေကိုမိမိတို့ရဲ့အမြင်လေးတွေကိုပြသခဲ့ပါအောင်ရှင်အဆုံးတကြီးချုပ်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်